ပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ယောဂလုပ်ပါလို့ပြောရတဲ့အကြောင်းရင်းတွေကိုဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ယောဂကစိတ်ပိုင်းဆိုင်ရာကျန်းမာစေသလိုစိတ်ခံစားမှုလည်းကောင်းစေပါတယ်ရုပ်ပိုင်းဆိုင်ရာကျန်းမာစေဖို့လည်းအထောက်အကူပေးပါတယ်ယောဂလေ့ကျင့်ပေးတာကအသားရည်ကိုချိန်လင်းစေသလိုကိုယ်ရင်းအင်္ဂါတွေကိုလည်းကျန်းမာစေပါတယ် ကိုနေဟန်ထားအချိုးကျစေပြီးတော့စိတ်ဖိစီးတာစိတ်တက်ကြတာတွေနဲ့ကင်းဝေးစေမှာပဲဖြစ်ပါတယ်။ယောဂကအရွယ်အတိုင်းလေ့ကျင့်ပြီးလို့ရတယ်လို့စမ်းမစေဖို့ရောတန်ဆွမ်းစမ်းခိုင်စေဖို့ပါ အထောက်ကူပေးပါတယ်။စိတ်ပျော်ရွှင်စေပြီးတော့ကိုယ်ခံအားကောင်းစေဖို့အထောက်ကူပေးပါတယ်။ယောဂကနေဒီလိုအချိုးကျစေလေးတွေရရှိနိုင်ပါတယ်။ခန္ဓာကိုယ်ကိုပျော်ပြောင်းစေနိုင်တယ်။ ယောဂကစားတာကကြွက်သားတွေကိုစက်ထုတ်ရတာဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကိုပျော်ပြောင်းစေနိုင်ပြီးတော့အကျောတွေကိုပြင်ဆင်နိုင်ပါတယ်။ကြွက်သားတွေတန်ဆွမ်းစေနိုင်တယ်။ယောဂကတကိုယ်လုံးကိုလှုပ်ရှားရတဲ့အတွက်ကြောင့်ကြွက်သားတွေအရွတ်တွေနဲ့အကျောတွေကိုတန်ဆွမ်းစေနိုင်ပါတယ်။ကိုယ်နဲ့ဟန်ထားကောင်းလာစေတယ်။ကြွက်သားတွေအရိုးအကျောတွေကိုတန်မာစေနိုင်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်ကပုံစံချပြီးတော့ကိုယ်နဲ့ဟန်ထားတွေလည်းကောင်းလာစေမှာပါ။ လက်ပြင်ကိုင်းတာတွေခါကိုင်းတာမျိုးတွေလည်းကင်းဝေးသွားစေမှာပဲဖြစ်ပါတယ်။အယိုးနှုတ်တွေအဆက်တွေကိုကောက်ွယ်ပေးတယ်။ယောဂကအဆက်တွေကိုလှုပ်ရှားရတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့်အယိုးနှုတ်တွေနဲ့အဆက်တွေကိုထိခိုက်တာမျိုးမဖြစ်အောင်လို့ကောက်ွယ်ပေးနိုင်ပါတယ်။ကြော်ရိုးတွေကိုတတ်မှစေနိုင်တယ်။အထိုင်များတဲ့သူတွေအတွက်ယောဂလေ့ကျင့်ခန်းကတော်တော်လေးပုံမှာအဆင်ပြေပါတယ်။လှုပ်ရှားမှုနည်းတဲ့သူတွေအတွက်ကြောရိုးကိုလှုပ်ရှားဖြစ်စေတဲ့အတွက်ကြောင့်ကြောရိုးတံမှာစေနိုင်တာလည်းဖြစ်ပါတယ်။ အယိုးချမ်းမာစေနိုင်တယ်။ရှောဂါကအယိုးသိပ်သီးဆကိုတိုးစေနိုင်တဲ့အတွက်ကြောင့်အယိုးသမာစေလိုသူတွေကစားပေးသင့်ပါတယ်။သွေးလက်ပတ်မှုကိုကောင်းမွန်စေနိုင်တယ်။ရှောဂါကကိုယ်တွင်းမှာသွေးလက်ပတ်မှုကောင်းအောင်လို့လှုံ့ဆော်ပေးနိုင်တာပဲဖြစ်ပါတယ်။ကိုယ်ခံအားကောင်းစေနိုင်တယ်။ရှောဂါပုံမှန်လေ့ကျင့်ပေးမယ်ဆိုရင်တော့ကိုယ်သွေးကအစိမ့်တောက်တွေကိုဖယ်ရှားပေးနိုင်တယ်လို့ကိုယ်ခံအားလည်းကောင်းလာစေမှာပဲဖြစ်ပါတယ်။သွေးပေါင်ကျစေတယ်။တွေးတော့ယောဂရှိသူတွေအတွက်တက်တော်တဲ့လေ့ကျင့်ခန်းတစ်မျိုးပါပဲ။ စိတ်ဖိစီးမှုကင်းစေတယ်။ယောဂပုံမှန်ကစားပေးမယ်ဆိုရင်တော့စိတ်ဖိစီးမှုကင်းစေပြီးတော့နေ့ရက်တိုင်းကပျော်ရွှင်နေမှာပါ။တွဲတွဲတစားတက်ကျစေနိုင်တယ်။ယောဂကတွဲတွဲတစားတက်ကိုကျဆင်းစေပြီးတော့အကျိုးပြုကိုလက်စထရောပမာဏကို တိုးစေနိုင်တာပဲဖြစ်ပါတယ်။အာရုံစူးစိုက်မှုကိုကောင်းစေတယ်။ရှောဂါကတွဲတွဲအောက်ဆီဂျင်ပမာဏကိုတိုးစေပြီးတော့အာယုံဆုံးဆိုင်မှုကောင်းစေတာပဲဖြစ်ပါတယ်။အိပ်ပျော်စေတယ်။အိပ်မပျော်တဲ့သူတွေရှောဂါကစားပေးပါ။ ကောင်းကောင်းအိပ်ပျော်စေမှာပဲဖြစ်ပါတယ်။ဒါရီအပြင်ယောဂကစားတာက အစာချေစနစ်ကိုကောင်းမွန်စေသလိုဟန်ချက်ညီစေပြီးတော့ခြေလက်အကျောတွေပြည့်ရော့စေတဲ့အပြင်အဆုတ်အားကောင်းစေတာပဲဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဒီနေ့မှာတော့ယောဂလုပ်ပါလို့ပြောရတဲ့အကြောင်းရင်းလေးတွေကိုပြောပြဝေမျှပေးသွားတာပဲဖြစ်ပါရဲ့ရှင်။ဆုံးဖြတ်ကြည့်ရှုပေးကြတဲ့ပြည့်သက်တဲ့ဦးချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ရှိပါရဲ့ရှင်။